ရော်နယ်ဒိုကိုဝေါ်ကပ်ဝင်ခွင့်မရအောင်ဆူတောင်းနေသူတွေအတွက်မျက်ရည်နှစ်စက်အားလုံးပဲမြင်ကြပါစူပါဖုတ်ဘောအေးဒီမှာတင်ဆက်ပေးနေပါတယ်ရော်နယ်ဒိုကိုဝေါ်ကပ်ပလေးအော့ကစားစေဖို့ဆူတောင်းနေတဲ့သူတွေရှိပါတယ်ဒါကတော့ဟိုဂုတ်အပုဖန်နေပါပဲဂုတ်အပုဖန်နေရရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းကိုကမ္ဘာဖလားမှာမပါဝင်စေချင်တာကြတော့အမှန်ပါပဲဒီထဲမှာချန်ပီယံလိမရဘူးလေဟိုအသင်းဖန်အကြီးစားကြီးတွေဖြစ်တဲ့ UK ကပဲနဲ့ဇွန်မီတီတွေလုတ်နေတယ်လို့လို့နဲ့ အပိုင်းကဘဲတို့ကထိတ်ဆုံးပါတူညီတာတစ်ခုကတော့သူတို့နှစ်ယောက်လုံးကချန်ပီယံလိအနံ့တော်မရှူဘူးတဲ့အသင်းဖန်တွေပါပဲဒါတွေကိုထားလိုက်ပါအကြီးမရအဖက်မရတွေမပြောချင်ပါဘူးဘောင်မွေနဲ့အသင်းဖန်တွေကိုမပြောချင်ပါဘူးဒါကတော့သူတို့နှစ်ယောက်ကိုပဲဥတီပြီးတော့ပြောတာပါညကရော်ဒန်တူရဲ့ပေါ်တူဂီအသင်းအာမေးနီးယားကိုကိုကိုသွင်းပြီးကမ္ဘာဖလာဝင်ခွင့်တနေရာကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာလေးကိုပြောချင်တာပါဟိုဘက်ရကောကဂုတ်အပူဖန်တွေကတော့ ဒီဘက်ကိုတည်ရည်သုံးမဟုတ်ရှုံးစီခြင်းခဲ့ကြတာတော့အမှန်ပါပဲဒါမှသူတို့စိတ်ကူးထားတဲ့အရာ play off မှာပေါ်တူဂီကပြုတ်ပြီးတော့ရော်နယ်ဒိုကအရှုံးသမားဖြစ်သွားမှာပေါ့ဒီလိုတွေးခဲ့ကြတာပါဒါပေမဲ့အတွေးဆိုတာလူတိုင်းတွေးနိုင်ပါလေစိတ်ကူးနဲ့လဲကျွန်တော်နဲ့ခင်မုံကတွဲနိုင်သလိုသူဤသာဟန်နေတာကိုလဲစိတ်ကူးနဲ့လှိမ့်ပိပြီးတော့ထိုးပြစ်လို့ရပါတယ်ပြောချင်တာကတော့ခမားတို့ကြိုက်တယ်လို့တွေးပါဒီနေ့ကမ္ဘာပလာချန်ပီယံဖြစ်မှာကပေါ်တူဂီပဲမက်ဆီလိုပင်နယ်တီကူညီပြီးရယူမှာမဟုတ်ပဲ မက်ဆီလို FIFA ကူညီပြီးရယူမှာမဟုတ်ပဲမက်ဆီလို Qatar အဖွဲ့ချုပ်ကိုလက်မထိုးပဲတန်တန်ရှင်းရှင်းနဲ့ပေါ်တူဂီအသင်းကကမ္ဘာဖလားကိုစုခူးပြပါလိမ့်မယ်သိကြပါရဲ့ဒီနေ့ကမ္ဘာဖလားကပေါ်တူဂီအထွက်ပါပဲဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အစုံနှစ်နားဆင်အားပေးခဲ့တဲ့ပရိသတ်တွေရောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ ရိသများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခမညာ